ရန်ကုန်မြို့အမျိုးသားသွေးဌာနမှာသွေးလိုအပ်တာတွေရှိနေတယ်လို့လည်းအမျိုးသားသွေးဌာနကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။သူတို့အောင်ကနေတင်ပြပို့ထားပါပါရှင်။အစိုးရစည်းရုံးတွေမှာလူနာတွေပုံမများပြလာပြီးခွဲစိတ်ကုသသူတွေကျန်းမာရေးချို့တဲ့သူတွေများပြလာတဲ့အတွက်သွေးလူရှင်တွေပုံမလိုအပ်လာတာလည်းဖြစ်ပါတယ်။အမျိုးသားသွေးဌာနကနေရန်ကုန်စည်းရုံးကြီးအပါအဝင်စည်းရုံးပေါင်း၁၁ရုံးကိုသွေးဖြန့်ပေးနေရတာဖြစ်ပြီးနေ့စဉ်လူနာဥယျာဉ်များပြလာတယ်လို့လည်းပြောပါတယ်။ ကျမတို့ရန်ကုန်စေယုတ်ကြီးကိုအဓိကထားပြနေပြီးရယ်ဒီလိုဆိုရင်ကျမတို့ဒီအလေးလာပါတော့ရန်ကုန်မြို့မှာရှိတဲ့စေယုတ်ကြီးကိုလည်းပြန်ပြရတယ်တချို့သောစေယုတ်တွေမှာဆိုလို့ရှိရင်ဒူးရဲကိုပိုင်ဒူးလူပိုင်တွေရှိကြနေတယ်တချို့တော့ပေါ့နော်ဒီရှားပါတဲ့ဒူးလူစုတွေပြီးတော့တို့ဒီမှာ prepare မလုပ်နိုင်တဲ့ဒီတွေးဟိုပါပေါ့နော် twin project တွေပေါ့အဲ့ဒါမျိုးတွေဆိုရင်ကျမတို့ကပြန်ပြရတယ်ကြကြမလို့ပြည်သူရှင်တွေကအမြဲတမ်းတူအနေနဲ့တချို့ကတော့တင်ကြရတယ်ပေါ့နော်လောကမှုရှင်တွေတို့တင်ကြတယ်အများကတော့မဟုတ်ပါဘူး တွင်းလို့ရုပ်ရှင်ကြီးကအမြဲတမ်းလေလိုအပ်နေသေးပါနောက်လည်းဟိုဆက်ပြီးတော့လိုအပ်နေရောပါဒါကြောင့်ဒီဆရာမလေးနဲ့ပေါ့နော်ဒီသူလူသားဘီလူရှင်တွေအဲဒီသူလူသားဘီလူရှင်တွေကိုလည်းကိုယ့်ရဲ့ဇမယူဒီဥစားပြီးတော့ဒေတာတစ်စီပုံမှန်လူတန်းကဘုံတိုက်တွန်းစင်ပါလေအမျိုးသားတွေးဌာနကနေရခုမျိုးအတွက်နေ့စဉ်သွေးပလင်း300လောက်ဖြန့်ဝေနေရပြီးတစ်လကိုသွေးပလင်းပေါင်း8000ကနေ1000ထိဖြန့်ဝေနေရတာလည်းဖြစ်ပါတယ်သွေးလူရန်းနာတွေနဲ့ပတ်သက်ပြီးသွေးလှူခဲ့တဲ့အလူရှင်တအူးကလည်းအခုလိုပြောပါတယ် တက်ဒီဒီတွေ့ပြတဲ့ဆွေစားတဲ့ကျူတူရန်ကမမြတ်တဲ့ဖြစ်တဲ့အတွက်ဒူငယ်တန်းကိုဒီနေ့မှာပူပူရလို့ရှိတဲ့ပြန်မှန်တာလူသိချင်ပါတယ်ဖက်ကူနေပါရန်ကုန်မြို့အမျိုးသားသွေးဌာနကိုအများပြည်သူတွေသွေးလာရောက်လှူဒန်းတယ်လို့ပရိုက်တာဖွဲ့စည်းတွေကလည်းလာရောက်လှူဒန်းကြပါတယ် ဇန်နဝါရီလ15ရက်နေ့မှာလဲ Sunny Foundation က9ချိန်မြောက်သွေးလာရောက်လှူဒါန်းခဲ့ပါတယ်။မြို့သားသွေးဌာနမှာပြီးခဲ့တဲ့ရက်ပိုင်းကသွေးလူအပ်ချက်တွေကိုနိုင်ငံပိုင်သတင်းစာတွေမှာထည့်သွင်းကြေညာခဲ့တာတွေလည်းရှိခဲ့ပါတယ်။သွေးလူရှင်တွေကနေရာဒီမှာတော့လာရောက်လှူဒါန်းတာတွေနေပါပါတယ်ရှင်။ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ။